ရည်သည်များရှင်လူဖြစ်ရခြင်းတူပေမဲ့ကံအခြေအနေအကြောင်းတရားမတူတာကြောင့်ငွေကြေးမပြည့်စုံတဲ့ဘဝကိုဖျက်ဆီးရတဲ့ကလေးတွေလည်းအများကြီးရှိလို့နေတာဖြစ်ပါတယ်။ကံကောင်းတဲ့ကလေးတွေကအကြောင်းအကောင်းတွေမှာတက်နေရပေမဲ့ဘဝအခြေအနေကံမလာတဲ့ကလေးတွေမှာတော့ကြောင်းမတက်ရတဲ့အပြင်ဝမ်းစာရှာဖွေနေရပါတယ်။မိဘတွေကချိုးတဲတဲ့သူတွေဖြစ်တယ်လို့ပညာမတတ်တဲ့အတွက်ကလေးယူကြတာလည်းများပါတယ်။ကလေးအများကြီးမွေးပြီးတော့ရှာမကျွေးနိုင်တဲ့အတွက်အရွယ်မရောက်ခင်မှာအလုပ်လုပ်ခိုင်းရပါတယ်။ ကလေးတွေကအတတ်ပညာလည်းမရှိသေးသလို အရွေးအလဲငေတာမို့အလွယ်ကူဆုံးကတော့ပလုံကောက်တဲ့အလုပ်ဖြစ်ပါတယ်။ဒါကြောင့်မို့လဲမြန်မာနိုင်ငံမှာအရွေးမရောက်သေးပဲပလုံကောက်နေရတဲ့ကလေးတွေကအများအပြားကိုရှိနေတာဖြစ်ပါတယ်။ကလေးတွေအများကြီးတွေကမှဒီဆယ်နှစ်အရွယ်သားလေးရလဲပလုံကောက်ရင်းနဲ့မိဘကိုလှုပ်ချွေးနေတာဖြစ်ပါတယ်။ဆယ်နှစ်အရွယ်သားရှိသေးပေမဲ့ပလုံကောက်တဲ့အလုပ်ကိုကျွန်းကျွန်းကျင်ကျင်နဲ့လုပ်နေတာဖြစ်ပါတယ်။မောင်နှမတွေများတဲ့အတွက်ကလေးတယောက်ကိုလည်းမပူစားပါဘူး။တစ်နေ့လုံးပလုံပင်ပင်မမန်းကောက်နေပေမဲ့လည်းတစ်နေ့ကို6000 ောင်လောက်သာရတာဖြစ်ပါတယ်။ရာသမြငွေ6000ကိုလည်းမိသားစုစာဝတ်နေရေးအတွက်အသုံးချနေရတာပါ။မိဘကိုလှုပ်ကျွေးနေတဲ့အတွက်ပရိဒသမားတယောက်ဖြစ်တဲ့လိုင်သာယာက ကိုပါချက်က အလူငွေသွားလူပေးခဲ့ပါတယ်။ကိုပါချက်ကချိုးတဲသူတွေအစမပြေတဲ့မိသားစုတွေကအလူငွေတွေလိုက်ပြီးတော့၆ပန့်ပေးနေတာဖြစ်ပါတယ်။ဘလုံကောက်ပြီးတော့မိဘရှာကျွေးနေတဲ့သားလေးစီကိုလည်း ငွေ၃သိန်းပေးပြီးတော့လူပေးခဲ့ပါတယ်။ငွေလာလူပေးတဲ့အချိန်မှာအရန်ကိုပျော်ရွှင်နေခဲ့တာဖြစ်ပါတယ်။တခြားကလေးတွေကိုလည်းလူပေးနေတတ်တာမြင်ရတဲ့အတွက်သူတို့ကိုပဲအချိန်များလူပေးမလဲဆိုပြီးတော့မျှော်နေခဲ့တာပါ။လာလူပေးတဲ့အချိန်မှာလည်းသူအရန်ဝမ်းသာတဲ့အကြောင်းကိုရင်ရင်ကြီးကြီးနဲ့ပြောနေခဲ့ပါတယ်။ဒါအပြင်သူ့ရဲ့အကိုတဝန်းခွဲဖြစ်သူကလည်းအစမပြေကြောင်းကိုပြောနေတာပါ။တချို့ကလေးတွေဆိုရင်အခုလိုလာလူပေးတဲ့အချိန်မှာသူတို့အစမပြေကြောင်းကိုသာ ဦးစားပေးပြီးတော့ပြောတတ်တာပါဒါပေမဲ့ဒီသားလေးကတော့သူ့အကြောင်းထက်သူ့လိုပလုံောက်ပြီးတော့ရှာစားနေရတဲ့အကိုတဝမ်းခွဲကမိသားစုအဆင်မပြေကြောင်းကိုအရင်ပြောနေကြတာဖြစ်ပါတယ်ဆယ်နှစ်သာရှိသေးပေမဲ့ဘဝတူစူးစမ်းရုံးကနေရတဲ့သူတွေကိုလည်းမမေ့လျော့ပဲနဲ့တနာကူညီတတ်တာဖြစ်ပါတယ်။ဒါအပြင်သူ့လိုမျိုးအလှငွေရအောင်ပြောပြနေကြတာပါ။အဲဒီအကိုတဝန်ခွဲတငယ်ချင်းရဲ့မိသားစုကဂျမ်းမရေမကောင်းသူလည်းရှိနေတာဆိုပြီးတော့အများသိအောင်ပြောပြပေးခဲ့ပါသေးတယ်။ဒါကြောင့်မို့လဲအလှရှင်ကတငယ်ခ ချင်းဖြစ်သူအထွက်ပါအလူငွေတွေလူပေးခဲ့ပါတယ်။အသက်70နှစ်သာရှိသေးပေမဲ့တစ်ဖက်သားအပေါ်မှာစာနာစိတ်ချတတ်တဲ့အရောတော်တော်လေးကိုသဘောကျနေတတ်နေကြတာဖြစ်ပါတယ်။ဒါအပြင်ပညာမသင်ရပေမဲ့အစဉ်တန်းရှိတဲ့အတွေးခေါ်ရင်းကျတဲ့စိတ်ထားတွေကိုပိုင်ဆိုင်ထားတာကြောင့်ဖိမကူညီခြင်းတဲ့သူတွေလည်းများလာခဲ့ပါတယ်။ဇေယိုက်ကောင်းတဲ့လူငယ်တယောက်ဖြစ်တာမို့သူအများရဲ့ချစ်ခင်ခြင်းနဲ့ချီးကျူးတာတွေကိုခံနေရတာဖြစ်ပါတယ်။ဒါအပြင်ခါတီးရဲ့ဘဝကိုပြုံးလှလှနဲ့အရင်ဆိုင်နေတာမို့လဲအတူယူစရာကောင်းလာပါတယ်။ အသက်ဆယ်နှစ်သာရှိသေးပေမဲ့ရင်းကျက်တဲ့စိတ်ထားကိုပိုင်ဆိုင်ထားတဲ့ကလေးငယ်အပေါ်ဘလို့မြင်လဲဆိုတာကောမလေးထဲမှာရေးခဲ့ပေးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်။